လူသိရှင်ကြားချစ်ကြိုက်ခဲ့ကြပေမဲ့လက်မထပ်ဖြစ်ခဲ့ကြတဲ့အမှုပညာရှင်ဆောင်တွေငါတွေပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူရီယာတယောက်နဲ့တယောက်အကြောင်းတိုက်ဆိုင်တာကြောင့်တွေးဆောင်ချစ်ကြိုက်ခဲ့ကြပေမဲ့ဖူးဆောင်မပိုင်ရင်တော့လက်ထပ်ဖို့မဖြစ်နိုင်ပါဘူးနိုင်ငံကျော်အမှုပညာရှင်တွေထဲမှာလည်းတိုင်းဒီပြည်ဒီချစ်ကြိုက်ခဲ့ကြပြီးတော့ချစ်တိုင်းလဲမညာကအကွေကွင်းသွားခဲ့ရတဲ့အမှုပညာရှင်တွေများစွာရှိနေပါတယ် ီဗီဒီယိုထဲမှာတော့လူသိရှင်ကြားချစ်ကြိုက်ခဲ့ကြပေမဲ့လက်မှတ်ဖြစ်ခဲ့တဲ့အမှုပညာရှင်ဇုံတွဲငါးတွဲအကြောင်းကိုပြောပြပြီးသွားခြင်းပါတယ်။နံပါတ်1ပြည်တည်ဦးနဲ့တက်မော်မြင့် လက်ရှိမှာမင်းသမီးအင်ဒရာကျော်စင်နဲ့လိုက်ဖက်ညီစွာတာယာတဲ့အိမ်ထောင်ကြီးလေးကိုတည်ထောင်ထားခဲ့တဲ့မင်းသားပြည်တီဦးကတချိန်ကမင်းသမီးတက်မွန်မြင့်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပူပါတယ်။သူတို့နှစ်ယောက်ကအနုပညာလောကတွေကိုစတင်ဝင်ရောက်လာချိန်တုန်းကချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီးတော့လိုက်ဖက်ညီစွာနဲ့ပရိသတ်အားပေးမှုတွေကိုရရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဝေးကွာသွားခဲ့ရပြီးတော့လက်ရှိမှာတော့အိမ်ထောင်ဘက်ကိုစီနေတာယာတဲ့မိသားစုဘဝလေးတွေကိုတည်ထောင်ထားခဲ့ကြပါပြီ။ နံပါတ်နဲ့ဆိုင်းဆိုင်းခန်းလိုက်တဲ့ဝင်းမုံရွှေကြီးဒီကလေးရက်ကမှဟိုးလေးတစ်ကြော်ဖြစ်သွားပြီးတော့အချစ်ရင်းကိုပြန်လဲအစားဖို့ခံနေကြရတာကတော့ပါဆိုင်းတဲ့ဝင်းမုံရွှေကြီးဖြစ်ပါတယ်သူတို့နှစ်ယောက်ကနှုပညာလောကတွေကိုစတင်ဝင်ရောက်လာချိန်မှာချစ်သူတွေဖြစ်တရားဝင်မိတ်ဆက်ပေးခဲ့ပြီးတော့တိုင်းဒီပြည်သည်ရွှေလက်သွဲခဲ့ကြတာပါဒါပေမဲ့လည်းနှစ်ယောက်သားကအကန့်အကြောင်းမတိုင်းဆိုင်စွာနဲ့ဝေးကွာသွားခဲ့ရပြီးတော့ သူတို့ရဲ့အချက်ဇက်လန်းကိုတခန့်ရက်ဇက်သိမ်းခဲ့ရပါတယ်။လက်ရှိမှာတော့ဝင်းမုံရွှေကတာယာတဲ့အင်ထောင်ကြီးကိုတီထောင်ထားပေမဲ့ဘာဆိုင်ကတော့အရင်လိုဘာဆိုင်ပဲဖြစ်နေသေးပါ။နံပါတ်3အောင်ရဲလင်းနဲ့ဖွေးဖွေး သူတို့နှစ်ယောက်ကလည်းပြေးခဲ့တဲ့ရပ်ပိုင်းကမှပွဲခန်းနာတစ်ခုမှပြန်လည်တွေ့ဆုံကြရင်းနဲ့ရွှေလက်တွဲတော့မယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။တချိန်ကလိုင်းဖက်ညီစွာနဲ့ဗီဒီယိုဇာတ်ကောင်းတွေမှာတရုံဆောင်ခဲ့တယ်လို့ချစ်သူတွေဖြစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ကိုအားလုံးကသဘောတူနေခဲ့ကြတာယနေ့ချိန်ထိပါပဲ။ဒါပေမဲ့နှစ်ယောက်သားကတော့ပြန်လည်လက်တွဲဖို့အတွက်လုံးဝကိုစိတ်ကူးရှိပုံမပေါ်ဘဲနဲ့နေ့တော်ကြတော့မှသာပွဲတစ်ခုကိုအတူတက်ရောက်ရင်းနဲ့တွေ့ဆုံခဲ့ကြတာပေါ့။နံပါတ်၄နေမင်းနဲ့မယ်လိုဒီ 3မိနစ်နေမင်းဆိုပြီးနာမည်ခေါ်တွင်အောင်ပြဿနာတွေအကြီးအကျယ်တက်ခဲ့ကြတဲ့ဒီစုံတွေကတချိန်ကအရန်ကိုချစ်ခဲ့ကြပြီးတော့လိုက်ဖက်ညီစွာနဲ့လက်တွဲခဲ့ကြပူပါတယ်။သူတို့နှစ်ယောက်ကတော့ကံအကြောင်းတိုက်ဆိုင်ပြီးတွဲကြတဲ့ချိန်တုန်းကအရန်ပျော်ရွှင်ခဲ့သလိုဝေးကွာသွားတဲ့ချိန်မှာလည်းတယောက်နဲ့တယောက်မကောင်းကြောင်းတွေပြောပြီးတော့အောက်ဖဲတွေလှန်ခဲ့ကြပါတယ်။ဒါကြောင့်မဲ3မိနစ်နေမင်းဆိုတာဖြစ်ပေါ်လာခဲ့ပြီးတော့သူတို့ရဲ့အချစ်ဇလန်လေးက3မိနစ်ဇလန်လေးအဖြစ်ပရိသတ်တွေကြားထဲမှာလူပြောများလို့နေခဲ့ပါတယ်။ နပန်ကဟင်းဝရံနဲ့ဝိုင်းစုခိုင်သိန်းအချီးရဲမှာကံမကောင်းလုံးသူဖြစ်နမဲကျော်ကြားနေတဲ့ဝိုင်းစုခိုင်သိန်းနဲ့မင်းသားကျော်ဟင်းဝရံတို့ရဲ့တချိန်ကအချစ်ဇလန်လေးကအခုချိန်ထိမေးလို့မရနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ နှစ်ယောက်သားကအရန်ကိုချစ်ခဲ့ကြပေမဲ့မိဘတွေရဲ့မာနတွေကြောင့်ဝေးကွာသားခဲ့ရတဲ့အတွက်ပရိသတ်တွေကအတနာပိုခဲ့ရတာပါအဲဒီနောက်ပိုင်းမှာဟင်းဝရန်ကလည်းတယောက်တည်းပဲနေထိုင်ခဲ့သလိုဝိုင်းစုခိုင်သိန်းကတော့အချစ်စစ်ကိုရှာဖွေရင်းနဲ့တယောက်ပြီးတယောက်ပြောင်းပြီးပြဿနာတွေတက်နေရသေးပါဒါပေမဲ့လည်းပရိသတ်တော်တော်များများကတော့ဟင်းဝရန်နဲ့ဝိုင်းစုခိုင်သိန်းတို့ရဲ့အချစ်ဇလန်လေးကိုပြန်လည်အသက်သွင်းစီခြင်းစားစေဖြစ်ပါတယ် အခုပြောပြသွားခဲ့ရကတော့ချက်တိုင်းမညာခဲ့တဲ့အနုပညာရှင်ဆောင်တွဲငါတွဲပေါင်းပရိသတ်တွေကရောဘဲဆောင်တွဲကိုနှမျောမိလဲဆိုတာပြောခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်